ဟာမတ်ကအစ္စရေးတစားကန်တွေကိုစတင်လွတ်ပေးနေပြီးဂါဇာစစ်ပွဲပြီးပြီလို့သမ္မတထရမ့်ကကြေညာပါတယ်။ဟာမတ်တို့ဖမ်းထားတဲ့အစ္စရေးတစားကန်48ဦးကို ပြန်လွတ်ပေးရေးစတင်နေရ။တစားကန်9ဦးအစ္စရေးကိုပြန်အောင်နေပြီလို့အစ္စရေးစစ်တပ်က ပြောပါတယ်။ဟာမတ်တို့ကအစ္စရေးတစားကန်48ဦးကိုလွှဲပြောင်းပေးမှာဖြစ်ပြီးသူတို့တွေကအယောက်20သားအသက်ရှင်ပါတယ်။တစားကန်တွေကိုဟာမတ်လက်ကလည်းချက်ချင်းပြီးဖွဲ့အစ္စရေးထံလွှဲပြောင်းပေးမှာဖြစ်ပါတယ်။ အစ္စရေးဟိုင်းအနေနဲ့လည်းဂါဇာကမ်းရိုးတန်းမှာအသင့်ဆောင်ဆိုင်နေပါတယ်။ဟာမတ်ကပြန်လွတ်မဲ့သူတွေရဲ့စီးရင်ကိုထုတ်ပြန်ပြီးသူတို့တွေကို2023အောက်တိုဘာ9ရက်နေ့ကဖမ်းဆီးလာပြီးဂါဇာမှာထိန်းသိမ်းထားတာဖြစ်ပါတယ်။ဒဇာကနေလွတ်မြောက်ရေးအတွက်တရင်ဟာလူအုပ်ကြီးတပွဲဖြစ်နေပါတယ်။လူအုပ်ကြီးကတော့အစ္စရေးနိုင်ငံတယ်လ်ဘေးမှာစုဝေးနေပြီးဒီနေ့အစ္စရေးအားလုံးအတူရပ်တည်နေတယ်လို့ဒဇာကရင်ပြည်မှာရောက်ရှိနေသူတို့ကပြောပါတယ်။ဒဇာဂန်နဲ့လဲလဲရေးသဘောတူညီချက်မှာအစ္စရေးဟာပါလက်စတိုင်းကျင်းသား250နဲ့ထိန်းသိမ်းခံထားသူ1900ကျော် လွတ်ပေးမှာဖြစ်ပါတယ်တော်ရခိုင်ကလည်းဒီနေ့မနက်ပိုင်းမှာအစ္စရေးမှရောက်ရှိမှဖြစ်ပြီးကမ္ဘာကောင်းဆောင်20တက်မဲ့ဂါဇာငင်းကြီးဆွနုဘုတ်တက်ရောက်ဖို့အီဂျစ်ကိုဆက်သွားမှာပါအစ္စရေးနဲ့ဟာမတ်စ်ဘောတူညီချက်မှာနောက်ထပ်အဆင့်တွေညှိနှိုင်းဖို့လိုအပ်ပေမဲ့ဂါဇာစစ်ပွဲပြီးပြီလို့ဒေါ်လင်ထရန့်ကတော့ကြေညာထားပါတယ်ပါလက်စတိုင်းလက်နက်ကိုင်ဘွဲဖြစ်တဲ့ဟာမတ်စ်ကလည်းဒဇာဂန်တွေကိုစတင်လွှဲပြောင်းပေးခဲ့တယ်ဆိုတာတည်ပြုကြေညာပါတယ်အစ္စရေးတဲလ်ဘေးမှာတော့ဒဇာဂန်တွေပြန်လွတ်မြောက်လာမှာကိုစောင့်ရလို့ကြီးကအောင်ပွဲခံနေပါတယ် လက်ရှိမှာဒဇာကန်တွေကတတုပ်ပြီးတတုပ်လက်လွဲယူနိုင်ဖို့အစီအစဉ်နေတယ်လို့ဆိုပါတယ်။ဒီစဉ်နဲ့ငကြိုင်းဝန်ကြီးဌာနကပထမအတော့ပြန်လွှတ်လာတဲ့ဒဇာကန်9ဦးနဲ့ပဲထုတ်ပြန်ပြီးအိမ်ကနေကြိုးစားပါတယ်လူမှုကွန်ရက်မှာရှိပါတယ်။လူမှုကွန်ရက်ပေါ်ပြန်တဲ့ဓာတ်ပုံတွေမှာဂါဇာကလူကြီးကြားတွေကနေတဖြည်းဖြည်းဖြတ်ပြီးမောင်းလဲလာတဲ့တချင်မီဖွဲ့မော်တော်ယာဉ်တွေတွေ့ရပါတယ်။အဲ့ဒီယာဉ်ပေါ်မှာဒဇာကန်တွေပါပါတယ်။ထိုင်းနေတဲ့စုပြည့်ချက်လက်ခံတဲ့နောက်အာမတ်ဟာ နောက်ဆုံးတခြားကန်တွေကိုရောသူတို့လက်ထက်မှာတည်ဆုံးခဲ့တဲ့ရုပ်လောင်းတွေကိုပါပြန်လွှဲပေးဖို့သဘောတူခဲ့တာပါလက်ရှိမှာအပြစ်ခတ်ရစေးညှိနှိုင်းမှုတွေတွင်အစိုးရတစ္ဆာကန်တွေအများအပြားပြန်လွတ်လာပြီမဲ့အခုတော့နောက်ဆုံးအထုတ်လက်ကျန်တွေပါလွတ်မြောက်လာကြတာဖြစ်ပါလေအပြန်အလှန်ဆိုသူတို့အစ္စရေးကလည်းသူတို့ဖန်ထားတဲ့ဟာမတ်စ်နဲ့ပါလက်စတိုင်းတွေကိုပြန်လွတ်ပေးရမှာဖြစ်ပါလေအမေရိကန်သမ္မတထရန့်ကလည်းသူ့ရဲ့အရှိန်လက်ပံခီးစဉ်တွင်လွတ်မြောက်လာတဲ့တစားကန်ချိုးနဲ့တွေ့ဆုံနိုင်ဖို့ရှိကြောင်း အင်ဖီရောကထုတ်ပြန်ပါလေဒါပေမဲ့တေချာတော့မပြောနိုင်သေးပါဘူးအစ္စရေးဟမတ်စ်ပြခဲ့ရစေစတင်ခဲ့ခြင်းမှာဆိုပြီးဂါဇာမှာသေဆုံးမှုရေအတွက်လည်း300ကျော်ရှိသွားပြီဖြစ်ပါလေရှားပွေးအဖွဲ့တွေကဖျက်ဆီးခံရတဲ့အဆောင်ပစ္စည်းတွေအောက်မှာပြုတ်နှံထားတဲ့ရုပ်လောင်းတွေကိုလည်းဆက်လက်ရှာဖွေနေဆဲဖြစ်ပါလေလောသမကခမန်းကျက်ရစစ်ပွဲစတင်ချိန်မှာစပြီးအစ္စရေးတိုက်ခိုက်မှုကြောင့်အင်ဂျီပေါင်း၄သိန်း၃၀၀ကျော်ဂါဇာမှာပျက်စီးခဲ့တယ်ဆိုပါတယ် ဂါဇာမျိုးပြကာကွယ်ရေးဖွဲ့ပြောရေးဆိုခွင့်ရှိသူတို့ကပါလက်စတိုင်းလူမျိုးတောင်းခံဟာဂါဇာတလျှောက်ရှိအပြည့်စည်အောင်မှာနှိမ့်ညွတ်နေစေလို့ယုံကြည်ရကြောင်းပြောပါတယ်။ဒါကြောင့်နောက်ထပ်ဆွေးနွေးမှုတွေကတော့လုပ်ဖို့ရှိနေပါတယ်။အမနာထရန်ကဘလို့ပဲပြောပေမဲ့အစ်ဇွေးဟာဒီအပြစ်ခတ်ရဲစဲကိုလေးစားလိုက်နိုင်မှာမဟုတ်ကြောင်းတစားကန်နေပြန်လွတ်ပြီးတာနဲ့သူတို့စစ်ပွဲကိုစတင်လိုက်မယ်လို့အီရန်ကပြောပါလေ။အရင်သဘောတူညီချက်တုန်းကလည်းအစ်ဇိုးရဲ့လက်ကွက်တွေတစ္ဆာဖောက်မှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့သတိပေးခဲ့တယ်။ အစ္စရေးဆိုရအောင်လုံးဝမယုံကြည်ရဘူးလို့အီရန်နိုင်ငံကြားရေးဝန်ကြီးအာဘတ်အာရာရှီကဆိုပါတယ်။အာဘတ်အာရာရှီကလက်မပေါင်းရခိုင်အစိုးရနဲ့အခြားဖွဲ့တွေရဲ့ပြစ်ခတ်ရေးစိတ်သဘောတူညီချက်ကိုကိုးကားပြောတာပါ။ဒါပေမဲ့အီရန်ဟာပြစ်ခတ်ရေးစိတ်ကိုထောက်ခံပါတယ်ဆိုပါတယ်။အစ္စရေးရာဇမှုကိုရပ်တန့်နိုင်မဲ့ဘယ်အစီအစဉ်မှမဆိုထောက်ခံကြောင်းအီရန်ကပြောပါတယ်။အီရန်ဟာလူမျိုးတုံးတစ်ဖက်တဲ့စစ်ဘောရပ်တန့်ရေးကျူးကျော်တဲ့တပ်ဖွဲ့တွေပြန်ရုပ်သိမ်းပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီတွေပေးပြီးပါလက်စတိုင်းကျင်းသားတွေလွတ်မြောက်ရေး ပါလက်စတိုင်းတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေသိရှိနာလည်ရေတို့ပါဝင်တဲ့ဘယ်လုံးဆောင်ချက်ပဲအစည်းအဝေးမဆိုထောက်ခံကြအောင်အီရန်နိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ပါလေ။အီဇွေကအီရန်နျူကလ িয়ার ရဲ့စစ်ပဇံအဆောင်တိုက်ခိုက်ပြီးနောက်ဇွန်လကအီရန်နဲ့အီဇွေကြားထဲမှာဆင်းရဲကြစစ်ပွဲဖြစ်ခဲ့ပါလေ။အီဇွေကအီရန်နဲ့နောက်တစ်ကြိမ်ထိပ်တိုက်တွေ့လို့တဲ့ဆန္ဒမရှိကြောင်းရုရှားထံမှတဆင့်ကြားသိခဲ့ရတယ်လို့အာဘတ်အာရှီကဆိုပါလေ။ပြီးခဲ့တဲ့ရက်ပိုင်းကအီဇွေဦးကြီးချုပ်ပြည်မီဒီတာညာဟုတ်တဲ့ရုရှားသမ္မတပူတင်ကိုဖုန်းပြောပါလေ။ နေတညာဟုကတော့အီရန်နဲ့စစ်ပွဲပြန်ဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးလို့ပြောခဲ့ကြအောင်အာရာရှီကဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။နေဇနေရများစွာမှာအပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီးနောက်ပါကစ္စတန်နဲ့တာလီဘန်တို့စစ်ပွဲကြီးဖြစ်လို့နေပါအချိန်နဲ့ဆက်ရောက်လာတယ်လို့သိရပါတယ်။နှစ်ပေါင်းများစွာပြင်းထန်ဆုံးတင်းမာခဲ့တဲ့ပါကစ္စတန်နဲ့တာလီဘန်တို့ဟာစစ်ပွဲကြီးဖြစ်လို့နေတဲ့အချိန်နဲ့ရောက်ရှိလာပြီးအောက်တိုဘာ17ရက်နေ့ကနှစ်နိုင်ငံနေဇအနည်းဆုံးနေရာ6ခုမှာအပြန်အလှန်ပစ်ခတ်တိုက်ခဲ့ပါတယ်။ ပါကစ္စတန်မှာတာလီဘန်နေကဲသို့အစ္စလာမစ်ဆောင်ရောက်နိုင်ငံတော်အဖြစ်ထူထောင်လို့တဲ့ပါကစ္စတန်တာလီဘန် TTP ဖွဲ့ရဲ့ကြမ်းဖက်တိုက်ခိုက်မှုကိုဖြိုခွင်းဖို့နှစ်ပေါင်းများစွာကြိုးစားရာအာဖဂန်နစ္စတန်တာလီဘန်ဆိုရဟာပါကစ္စတန်တာလီဘန်တွေကိုအခြေခံစစ်တင်နေပေးတဲ့အိမ်ဖြစ်လက်ခံထားတယ်လို့ပါကစ္စတန်ဆိုရကဆွတ်ဆွတ်ပါတယ် 2021နောက်ပိုင်းပါကစ္စတန်တာလီဘန်နဲ့လက်ချက်ကြောင့်ပါကစ္စတန်စစ်သည်ရာချီသေးဆုံးခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့ကပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမိုဟာမက်အာဆက်က TTP ကိုအာဖဂန်တာလီဘန်အစိုးရလက်ခံတင်ကြမ်းမှုမလုပ်ဖို့တားဆီးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတားဆီးမှုဟာကြာရှုံးခဲ့ပြီဖြစ်ကြောင်းလွှတ်တော်မှပြောကြားခဲ့ပြီးသိခန့်စရာအကြောင်းမရှိဘဲနဲ့လက်နက်နဲ့ဖြေရှင်းရတော့မယ်လို့ပြောတော့ပါတယ်။အဲ့ဒီရက်မှာပဲအာဖဂန်နစ္စတန်တောင်ပိုင်းပါတီကာပြည်နယ်ရှိအများပြည်သူစီကားရစင်မှာပုံပေါက်ကွယ်မှုနှစ်ကြိမ်ဖြစ်ပါတယ်။ ဒီလောက်ရဟာပါကစ္စတန်လေကြောင်းနဲ့ခတ်မှုသာဖြစ်ပြီးမိမိတို့နိုင်ငံအချုပ်ချအာဏာပိုင်နယ်မြေတွင်နိုင်ငံတကာစီးမျဉ်းကိုချိုးဖောက်ပြီးတိုက်ခိုက်မှုလို့တာလီဘန်တို့ကထုတ်ပြန်ပါတယ်။နှစ်နိုင်ငံနယ်စပ်တောင်တန်းထူထရနေရာအနည်းဆုံး6နေရာမှာလည်းကနဦးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်းအမြောက်တွေလက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။အော်တိုဘတ်၁၀ရက်နေ့က TTP ကပါကစ္စတန်နောက်မြောက်ဘက်မှာသူတို့တိုက်ခိုက်မှုကြောင့်ပါကစ္စတန်လူကြုံရေးစစ်သည်20အသေဆုံးတယ်လို့ဆိုပါတယ်။ အော်တိုဘား၁၁ဒေတာစံတော်ချိန်ည၁၀နာရီဝန်းကျင်မှာနိုင်ငံနေဆက်ကာရန်ခရိုင်မှာလက်နက်ကြီးအများပြအပြန်လန်တခက်ပြစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။မိကုံရန်ကုန်စော်ကြတယ်လို့ဆိုပါတယ်။အာဖဂန်တာလီဘန်ကာကွယ်ရေးဝန်ကြီးဌာနကပါကစ္စတန်ရဲ့မြို့တော်နိုင်ငံတွင်အဲ့ဒီလိုလေကြောင်းတိုက်ခိုက်မှုကိုတံပြန်တဲ့စစ်စင်ရေးလှုပ်ဆောင်မှုဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးမိုးစင်နာဗီကလည်းအာဖဂန်ဘက်မှဘာအကြောင်းအကြောင်းမှုထုတ်ပြန်မှုမှမရှိဘဲစတင်တိုက်ခိုက်လာတာဖြစ်ပါတယ်။ ဒါဟာမီးနဲ့သွေးနဲ့ရေတဲ့စစ်ပွဲတစ်ခုဖြစ်ပါတယ်။စစ်ရေးအင်အားအပြည့်သုံးပြီးတာလီဘန်တို့ကိုတိုက်ခိုက်ကြမယ်လို့ဆိုပါတယ်။မိမိတို့ကိုဂန်းနဲ့တစ်ချက်ပေါက်ရင်ကြောက်တုံးနဲ့နှစ်ချက်ပေါက်မယ်လို့ပြောပါတယ်။လက်ဖက်တိုက်ခိုက်မှုတွေဘယ်လောက်သေဆုံးလဲဆိုတာမသိရပါဘူး။ပြည်ထောင်စာဖြစ်တဲ့အော်တိုဘာကိုရင်းနှီးကအဖဂန်တာလီဘန်ဆိုရနိုင်ငံခြားရေးဝန်ကြီးမတ်တာဂီဟာမိမိတို့နိုင်ငံ အာနာယာပြီးနောက်ပထမဆုံးချိန်ပြင်အိန္ဒိယကိုတပတ်တာလဲဘက်ခီစတင်ထွက်ခွာပြီး လေးနှစ်ကြာပိတ်ထားတဲ့အိန္ဒိယတန်ရုံကိုကပ်ဘူးမှာပြန်ဖွင့်လက်ကိုသဘောတူခဲ့ပါတယ်။ပါကစ္စတန်ဘက်ကလည်းပြည်သူ့ရဲလာကစော်ဒီနဲ့ကာဝေးပေါ်ဆောင်ရွက်မှုသဘောတူစာချုပ်ချုပ်ပြီးပြန်ဆိုင်မှုတွေလှုပ်ဆောင်နေတဲ့အတွက်ကာတာအာနာပိုင်ကအခုအချိန်လေးကိုထိန်းသိမ်းနေဖြစ်ရင်းမို့တန်တမန်နီးလည်းအရာသဘောဝါမှာထိုင်ပြီးစကားပြောဖို့တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ထိုင်ဝမ်ရဲ့စစ်ပဆိုင်ရာရှိတွေကိုဖန်စီဖို့တရုတ်ကစူးကြီးထုတ်တယ်လို့သိရပါတယ်။ တရုတ်အာဏာပိုင်ကစိတ်သက်စစ်စင်တွေလှုပ်ဆောင်ပြီးခွဲထွက်ရေးနှိုးစော်ချက်တွေဖြန့်ဝေတယ်လို့ဆွဆွဲကထိုင်ဝမ်စစ်ပဆိုင်ရာအရာရှိ18ဦးကိုစုချင်းဝင်ထုတ်တာပါလေထိုင်ဝမ်စိတ်သက်စစ်စင်ဌာနအဓိကအဖွဲ့ဝင်တွေလို့ဖော်ပြထားတဲ့အရာရှိတွေကိုဖမ်းဆီးနိုင်မဲ့သတင်းချက်လက်ပေးရင်အမေရိကန်ဒေါ်လာ1400အထိချင်းမြင့်မယ်လို့ကန်ယူဒန်ကြားမင်မျိုးရဲ့ဖွဲ့ကစုကြည့်ကြညာပါလေထိုင်ဝမ်သမားအလိုက်ရှင်တွေကထိုင်ဝမ်ကျွန်းဆွယ်အားလေကြောင်းရဲ့ကာကွယ်စနစ်တည်းစီးရဲသုံးချက်ကိုတိုးမြင့်ခြင်းဖြင့် ကာကွယ်ရေးမြင့်တင်သွားမယ်လို့ကြေညာပြီးတရက်ကြာမှာတရုတ်ဘက်ကအဲ့ဒီလိုလှောက်ရှာလာတာပါတရင်းမားတွေဖြန့်တဲ့ website တွေလွတ်လပ်ရေးအားပေးတဲ့ online game တွေနားလည်မှုလွှဲမနိုင်တဲ့ video တွေထုတ်လုပ်တဲ့ဆိုပြီးဒီထိုင်ဝမ်စစ်ဘက်အရာရှိတွေရဲ့တပ်ပုံတွေအမည်တွေနဲ့မှတ်ပုံတွေနံပါတ်တွေကိုတရုတ်အာဏာပိုင်တွေကဖြန့်ဝေပါတယ်ထိုင်ဝမ်စစ်အရာရှိတွေကခွဲထွက်ရေးလှုပ်ရှားမှုကိုလှုံ့ဆော်ဖို့ရေရှည်စင်မကင်းရေးဆွဲခဲ့တယ်လို့တရုတ်စစ်ကံမျိုးကြားမဲ့ရင်ထားလို့ရင်းနဲ့အာဏာပိုင်ဖွဲ့ကပြောပါတယ် တိုးရဒီဆွဆွပြဆွချဟာလူလူစေဝံကွယ်ပြီးတဘောထားကွယ်လွယ်စေဒီရိုက်သွင်းတဲ့စစ်စင်ရေးအတွက်ရည်ရွယ်တဲ့တရူနာအာနာရှင်ဆန်နဲ့အတွေ့ခေါ်လို့ဆိုပါတယ်။တောက်ကြနေမြေသားနေမြေပေါ်မှာထိုင်ဝမ်တမားကတီတုံးလေကျော်ရဲ့ကွန်ရက်စီစဉ်ကိုထုတ်ဖော်ပြောဆိုပြီးတရုတ်ကိုအင်အားနဲ့ချင်းချောင်းနေခြင်းဆွလုပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါ့ကိုတရုတ်ကစိတ်ဆိုးမှန်ဆိုတုံ့ပြန်ပြီးနောက်အခုစုကျင်းွေစီစဉ်ကျင်းညာလာတာဖြစ်ပါတယ်။ အဝါသမရကပြည်ထနာမိမွေးသူအန္တရာယ်ကိုဖိတ်ခေါ်သူစစ်ပွဲဖန်တီးသူလို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကပြောပါတယ်တရုတ်ရဲ့ထိုင်ဝမ်ရေးအရုံးကလည်းလိုင်းချင်းလေးဟာအကြမ်းဖက်မှုနဲ့ပြပအကုန်နဲ့ခွဲထွက်ရေးကိုလုံနေတဲ့သူလို့ဆွဆွဲပါတယ်နောက်တင်တဲ့ပုံပြောချင်ပါတယ်ကမ္ဘာအချင်းကြဆုံးအနမ်းဖြစ်စံကျင်နေခဲ့တဲ့ဇုံတွေဟာကွာရှင်းပြည့်စဲသွားတယ်လို့သိရပါတယ် ကမ္ဘာအချိန်ကြာဆုံးနိုင်ငံဖြစ်ဂင်းနစ်ဆန်ကျင်တင်ခဲ့တဲ့ထိုင်းနိုင်ငံစနီးမောင်းနဲ့အာကွာရှင်းပြစ်ဆဲခဲ့ပြီးသူတို့နာမည်ကတော့အကာချိုင်းနဲ့လာဆန်နာလို့သိရပါတယ်သူတို့ဟာလွန်ခဲ့တဲ့10နှစ်ကျော်2013ခုနှစ်က58နာရီ35မိနစ်58စက္ကန့်ကြာမနာတန်းနာခဲ့ပြီးဂင်းနစ်ဆန်ကျင်တင်ခဲ့ပါတယ်ဒါဟာကမ္ဘာမှာအချိန်ကြာဆုံးအနံ့ဖြစ်ပါတယ်အဲ့ဒီဆန်ကျင်ကိုလက်ရှိအချိန်ဒီနှစ်ပေါင်း12နှစ်ကျော်အတွင်းဘယ်သူကမှအချိုးဖောက်နိုင်ခြင်းမရှိသေးပါဘူး ူတို့က2011ခုနှစ်ပြန်ပွဲမှာလည်း46နာရီ24မိနစ်ကြာမယမနာနယ်မြေအနှမ်းပြန်ပွဲမှာအနိုင်ရဖို့ပါတယ်သူတို့စံချင်ကိုသူတို့ဘာသာထတ်ချိုးနေတာဖြစ်ပါလေအဲ့ဒီချိန်တော့လည်းအကာချန်နဲ့လက်စနာတို့ဇုံတို့ရဲ့အချစ်အကြောင်းလူပြောများခဲ့ပြီးအားကြသူတွေများပြခဲ့ပါလေဒါပေမဲ့သူတို့နှစ်ယောက်ဟာ2025မလတွင်မှာတော့ကွာရှင်းပြဆက်ခဲ့ပါလေကွာရှင်းပြဆက်ခဲ့ပေမဲ့တောင်းသမီးတွေကိုတော့တယောက်တည်းပြုစုပြောထောင်သွားမယ်လို့သိရပါတယ်ဘာကြောင့်အဲ့ဒီလိုမျိုးကွာရှင်းပြဆက်လဲဆိုတာတော့မသိရပါဘူး